ပါရှင်။ point to know ham mata မြမငလျင်ဆိုင်ရာအကူအညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေမှာဘာကြောင့်ရဲရွာတွေထိခိုက်နေတာမှမရှိသေးရေးကအရေးကြီးတာလေ။ရဲရွာတွေကိုပြန်လည်ထူထောင်နိုင်အောင်ဆိုတဲ့ရည်ရွယ်ချက်နဲ့အကူအညီခဲ့ကြပေမဲ့အဲ့ဒီအကူအညီတွေကြောင့်ရဲရွာတွေနဲ့မိဖက်ကြေကိုပိုပြီးထိခိုက်သွားစေသလားဆိုတာအမြဲဆန်းစစ်နေဖို့လိုပါတယ်။ဒါကြောင့် RCS Reimagining Conflict Sensitivity အဖွဲ့ရဲ့စာရန်ငယ်ပါစဉ်းစားသုံးသပ်ချက်တွေကိုမြင်ញံပြီး Sister to Sister အဖွဲ့ရဲ့ပံ့ပိုးမှုနဲ့ကျမတို့မျိုးတော်ကအပိုင်းလိုက်တင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။မလ28ရက်နေ့ကမြန်မာနိုင်ငံမှာဖြစ်ပွားခဲ့တဲ့ငလျင်အတွက်ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေဆောင်ရွက်ကြရမှာထိခိုက်နစ်နာမှုမရှိစေရေးဒူနိုဟန်အတွက်စဉ်စားသုံးသပ်ရမယ့်အချက်တွေကစက်ထမမြောက်အချက်ဖြစ်တဲ့ပြည်တွင်းအဖွဲ့အစည်းများ၏ကျွမ်းကျင်မှုနှင့်ထိရောက်လျင်မြန်မှုကို အကျိုးရှိစွာအသုံးချခြင်းနဲ့ပတ်သက်ပြီးတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်။ပြည်တွင်းကရဲရွာနဲ့လူမှုအကျိုးပြုဖို့အတွက် ဘသူ့ရဲ့တိုက်တွန်းမှုမှမပါဘဲမိမိစည်ရင်နဲ့မိမိကူညီနေကြတဲ့အဖွဲ့အစည်းတွေဟာလိုအပ်တဲ့ကူညီကယ်ဆယ်ရေးကွက်လက်တွေကိုဖြည့်ဆည်းဖို့သာတည်ကြပါတယ်။ဒါပေမဲ့တချို့သောကိုကျိုးရှာသမားတွေကတော့ပရာဟိတဗန်းပြပြီးအဖွဲ့အစည်းတွေတီထောင်ထားတာကိုတွေ့ရပါတယ်။လူငယ်လူရွယ်တွေနဲ့အ धिक ဖွဲ့စည်းထားတဲ့အသေးစားရဲရွာအခြေပြုအဖွဲ့ CBO များဟာမြန်မာနိုင်ငံအတွက်လူသားစာနာကူညီကယ်ဆယ်မှုတွေဆောင်ရွက်ပေးရမှာမရှိမဖြစ်အရေးပါတဲ့အဖွဲ့အစည်းတွေဖြစ်ကြပါတယ်။ အဲ့ဒီအဖွဲအစည်းတွေဟာဘေးရနေဖြစ်ပွားတဲ့ဒေသတွေမှာချိတ်ဆက်မှုအကောင်ကောင်နဲ့လျင်မြန်ထိရောက်စွာလိုအပ်သလိုလိုက်ပါဆောင်ရွက်နိုင်ကြတာကို တွေ့ရပါတယ်။အဲ့ဒီအဖွဲတွေဟာစွမ်းဆောင်ရည်အနေနဲ့နိုင်ငံတကာစံနှုန်းသတ်မှတ်ချက်တွေနဲ့အမြဲတက်စီပြည့်မီခြင်းမရှိပေမဲ့လေအထူးအရေးကြီးတဲ့ကနဦးအဆင့်ကဲကြေးရေးလုပ်ငန်းတွေအတွက်ထောက်ပံ့ကူညီမှုတွေပေးရရမှာတော့အလွန်ထိရောက်စွာလှုပ်ဆောင်နိုင်ခဲ့ကြတာတွေကိုတွေ့ရပါတယ်။သက်ဆိုင်ရာနေမြေဒေသအလိုက်ကျွမ်းကျင်မှုဆက်ဆံရေးတိစောက်ထားနိုင်မှုတွေကြောင့် အဲ့ဒီအဖွဲ့တွေဟာ အထောက်အပံ့တွေဖြန့်ဖြူးပေးရမှာအဖွဲ့ကြီးတွေထက်တောင်ပိုပြီးလျင်မြန်ထိရောက်စွာလှုံ့ဆော်နိုင်ကြပါတယ်။ဒေသခံတွေနဲ့ဖွဲ့စည်းထားတာဖြစ်တဲ့အတွက်နေမီကြွန့်ကျင်မှုကြောင့်ကုညီကယ်ဆယ်ရေးဆောင်ရွက်ရမယ့်နေရာကို အချိန်ကုန်တတ်တာပြီးလျင်မြန်စွာသွားရောက်နိုင်ကြပါတယ်။အထောက်အကူပေးမဲ့လူနဲ့စက်ပစ္စည်းတွေကိုလည်းချိတ်ဆက်ရယူနိုင်ကြပါတယ်။ဘယ်နေရာမှာဘာအရေးမြင့်တွေရှိတယ်ဆိုတာကိုသိတဲ့အတွက်အချိန်တို့အတွင်းမှာကယ်ဆယ်ရေးလိုအပ်ချက်တွေကိုဖြည့်ဆည်းနိုင်မှာလည်းဖြစ်ပါတယ်။ ငလျင်ပေးစားအောင်ကုညီကယ်ဆယ်ရေးတွေပြုလို့ရမှာလူအသက်ပေါင်းများစွာကိုကယ်ဆယ်ရေးနဲ့ထိခိုက်မှုတွေကနေရှောင်ရှားနိုင်စေရေးအတွက်ရှေးလျားကြမြင့်တဲ့လုပ်ငန်းစဉ်တွေထပ်ဆားရင်လက်ငင်းအေးအေးယူဆောင်ရွက်မှုတွေကိုဦးစားပေးဖို့အရေးကြီးပါတယ်ပြည်တွင်းအဖွဲ့အစည်းတွေရဲ့ကျန်းကျင်မှုနဲ့ထိရောက်လျင်မြန်မှုကို အကျိုးရှိစွာအသုံးချခြင်းနဲ့ပတ်သက်ပြီးထည့်သွင်းစဉ်းစားရမယ့်အချက်နှစ်ချက်ရှိပါတယ်အဲ့ဒီအချက်တွေကတော့ဒေတာအလိုက်ဥစည်းဥရပြုသည့်အဖွဲ့များကိုအာယုံဆိုင်ခြင်းနဲ့ ဒီတဏ္ဍာရကြွယ်ကျင့်မှုကိုအားပေးခြင်းလိုပဲဖြစ်ပါတယ်ပထမဆုံးအချက်ဖြစ်တဲ့ဒေတာအလိုက်ဦးစီးဦးရွယ်ပြုသည့်အဖွဲ့များကိုအာယုံဆိုင်ခြင်းအချက်မှာဆိုရင်ဒေတာအခြေဆိုင်အဖွဲ့တွေနဲ့မိဖတ်တွေကိုစူးစမ်းရှာဖွေပြီးရမုံငွေထပ်ပတ်မှုပြုလုပ်ရမှာလဲသူတို့စိတ်ကြိုက်စီမံခန့်ခွဲခွင့်ပေးခြင်းနဲ့အတူကူညီထပ်ပတ်မှုများအတွက်ပုံစံရေးဆွဲစေခြင်းဥတီချက်တတ်မှတ်ခြင်းအကောင့်ထည့်ဖော်ခြင်းတို့မှာထိရောက်လျင်မြန်စေမှာဖြစ်ပါတယ် အဲ့ဒီလိုပါပဲဒေတာလိုအပ်ချက်နဲ့ကန့်ညီတဲ့အခြေအနေလျော်ညီတဲ့နည်းလမ်းတွေကိုချဲ့ထွေအသုံးပြုလာနိုင်မှလည်းဖြစ်ပါတယ်ဒေတာအခြေဆိုင်အဖွဲ့အစည်းတွေအပေါ်ထောက်ပံ့ပေးတဲ့ရမုံငွေတွေကိုထိန်းချုပ်ကန့်သက်ထားရင်ကယ်ဆယ်ရေးလုပ်ငန်းတွေမှာနှောင့်နှေးကျကြတာတွေဖြစ်ပေါ်နိုင်ပါတယ်မြန်မာနိုင်ငံမှာအစဉ်အလာအဖြစ်ဘေးဒုက္ခကြောက်ရွံ့ချိန်မှာကုန်တယ်တွေနဲ့လုပ်ငန်းရှင်တွေဟာထုတ်ကုန်တွေနဲ့ဝန်ဆောင်မှုပေးတဲ့လုပ်ငန်းတွေရဲ့ဈေးနှုန်းကိုလျှော့ချရမယ့်အစားအစမတန်မြင့်တင်ပြီးအမျက်ထုတ်လို့ရှိပါတယ် ငလျင်လှုပ်ခတ်ပြီးနောက်ပိုင်းမှာဘီလက်မြေစည်ဓာတ်ဆီစည်နှုန်းအပါအဝေးအခြေခံစားတောက်ကုန်နဲ့လူသုံးကုန်ပစ္စည်းတွေမှာလည်းဈေးအဆမတန်မြင့်တက်လာတာတွေ့ခဲ့ရပါတယ်။ငလျင်ကြောက်လျက်စင်မီပြတ်တောက်မှုတွေကြုံတွေ့နေရလို့မီးစက်နဲ့ဆိုလာတွေကိုအရေးပေါ်အခြေအနေမှာအသုံးပြုနိုင်မှုဝယ်ယူရမှာလဲရခင်ဈေးထက်သုံးစားလောက်ဈေးနှုန်းမြင့်တက်မှုတွေကြုံတွေ့နေရပါတယ်။ဒါကြောင့်ကုညီကယ်ဆယ်ရေးအတွက်လိုအပ်တဲ့ပစ္စည်းတွေဝယ်ယူရမှာဖြစ်စေဆက်ရင်ရန်ရရတွေငှားရမ်းရမှာဖြစ်စေ ဘေးမသင့်ခင်အချိန်ကထက်ဈေးနှုန်းမြင့်တက်နေတာတွေကိုသတိပြုရပါမယ်။တကယ်လို့ထောက်ပံ့လူတန်းတဲ့အဖွဲ့တွေကနောက်ွယ်ကနေထိန်းချုပ်ကန့်တတ်နေရင်မြေပြင်မှာကုညီကယ်ဆယ်ရေးအဖွဲ့တွေအတွက်အခက်အခဲများစွာဖြစ်ပေါ်နိုင်ပါတယ်။ကုညီကယ်ဆယ်ရေးအဖွဲ့တွေအနေနဲ့ကလည်းမိမိတို့တာရောက်ကုညီမဲ့ဒေတာတွေကလူနေမှုအခြေအနေတွေနဲ့အခြေခံစားနပ်ရိက္ခာလိုအပ်မှုအခြေအနေတွေအပြင်မိမိတို့အဖွဲ့ရဲ့မြေပြင်ကုညီမှုဆိုင်ရာအခြေခံစီမင်းစည်းကမ်းတွေကို တေချာအစီအစဉ်တကြချမှတ်ရေးဆွဲပြီးကြိုတင်ပြင်ဆင်ထားတင်ပါတယ်။ဒါမှသာငလျင်ဘေးတဲ့ပြည်သူအခြေချင်းအလူခံပစ္စည်းများလူရဲ့ရယူခြင်းနဲ့ကုညီကယ်ဆယ်ရေးသမားတွေကိုပြန်လည်ထိခိုက်နှိမ့်နာစေမှုတွေကိုရှောင်ရှားနိုင်မှာပဲဖြစ်ပါတယ်။မိမိတို့ကုညီဖို့တွားရောက်ခဲ့ပြီးမှကလေးတငယ်ဖြစ်လို့မတန်ဆွမ်းဖြစ်လို့စတဲ့ခွဲခြားမှုတွေအပြင်เจ้ามาခွဲခြားဖယ်ကျင်ခြင်းတွေဟာတရားမှုများစွာရှိတဲ့အချက်ဖြစ်ပြီး ကုညီရမရောက်ပဲစိတ်ထိခိုက်မှုစိတ်တရားတွေသာပုံမရရှိသွားမှာဖြစ်လို့မိမိတို့ကုညီမှုကနေထိခိုက်မှုမဖြစ်စေဖို့လုံးဝသတိပြုရမှာဖြစ်ပါတယ်ဒီအပိုင်းအတွက်နောက်တစ်ဆက်ဖြစ်တဲ့ဒီတဏှာကြွမ်းကျင်မှုကိုအားပေးခြင်းအချက်မှာတော့ကုညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုကြံ့ကြာနှောင့်နှေးစေတဲ့နိုင်ငံတကာစီကံသတ်မှတ်ချက်တွေကိုကင်ဆယ်ထားမယ့်အစားသက်ဆိုင်ရာဒေတာအလိုက်လှုပ်ရှားနေတဲ့အဖွဲ့အစည်းများအထူးသဖြင့်ရဲရော်နဲ့ချိတ်ဆက်မှုအကောင်ပြီးလုပ်ငန်းလိုအပ်ချက်အရာ လိုက်ပါဆောင်ရွက်နိုင်မဲ့အဖွဲ့အစည်းတွေရဲ့ကျွမ်းကျင်ပိုင်နိုင်မှုတွေကိုပုံမအားကောင်းစေဖို့အတွက်ထပ်တိုးအရေးမြင့်များချပေးခြင်းနဲ့အပြည့်အဝကူညီပေးတင်ပါတယ်။အာဏာသိမ်းကာလအတွင်းမှာပုံမတင်းကျပ်ပြီးအခုတမျိုးတော်ကြတမျိုးအုပ်ချုပ်ရေးဆိုင်ရာအမိန့်တွေကကူညီကယ်ဆယ်ရေးလုပ်ငန်းတွေကိုအနောက်အချက်များစွာဖြစ်ပေါ်နိုင်စေပါတယ်။အာဏာပိုင်တွေနဲ့ရှုပ်ထွေးတဲ့သတင်းပို့စနစ်တွေမှာစည်ရင်းသွင်းတဲ့အစ်စ်တွေကိုဖျက်ချော်နေတာထက်တကယ်လိုအပ်တဲ့နေရာမှာအ мян ဆုံးကယ်ဆယ်ကူညီတာတွေစတင်ဖို့လိုအပ်ပါတယ်။ ဒီလိုစတင်မှုဆိုရင်ဒေတာမှရှင်းနေပြီးသားအဖွဲအစည်းတွေကိုယုံယုံကြည်ကြည်နဲ့အသုံးပြုဖို့လိုအပ်မှာပဲဖြစ်ပါတယ်ရှင်။ဒီကနေ့အတွက်ကတော့ဒီလောက်ပါပဲရှင်။ Sister to Sister အဖွဲရဲ့ပံ့ပိုးမှုနဲ့ဒီအစီအစဉ်ကိုမြို့တော်ကတင်ဆက်ပေးနေတာပဲဖြစ်ပါတယ်။နောက်နေ့တွေမှာလည်းမြမငလျင်ဆရာကုညီကယ်ဆယ်ရေးနဲ့ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေအတွက်ထည့်သွင်းစစ်ဆေးရမယ့်အချက်တွေကိုဆက်လက်တင်ဆက်ပေးသွားမှာဖြစ်လို့စောင့်မျှော်ကြည့်ရှုပေးကြပါအောင်ရှင်။